အားလုံးပဲဝင်လာပါကျွန်တော်ကတော့ save လင်ပါဒီနေ့ကတော့ Apple HomePod mini လေးအကြောင်းပါနော်ဒီ full size HomePod ကလည်းတန်တဲ့ feature လေးတစ်ခုနှစ်ခုကလွယ်လို့ရှိရင်ကျန်တာအကုန်လုံးကတူတူပဲမလို့ဒီ video ကြီးလိုက်လို့ရှိရင် Apple HomePod ရအောင်ကောင်းကောင်းသိပါပါလိမ့်မယ်ပြီးတော့ HomePod ရဲ့လူသိမ့်မသိသေးတဲ့ချက်တွေပါကျွန်တော်ထည့်ပြောမှမလို့စိတ်ဝင်စားရင်နော်စောင့်နေစက်ကြည့်ပြပါဦး mini ဆိုတာ smart speaker ပါ။ဘာမှတိတ်ထူးထူးရပြောကြမရှိပါဘူး။ဘာလို့တကူတကပြောနေရလဲဆိုရင်ကျွန်တော်အားနေပြောပါ။အဲ့လိုလည်းမဟုတ်ပါဘူး။ तू က smart speaker ဆိုပေမဲ့တခြား smart speaker တွေနဲ့ရှင်လိုက်လို့ရှိရင်မတူတဲ့ချက်လေးရှိရပါတော့။ပြီးတော့တော်တော်များများက homeboy တွေရဲ့အကြောင်းသိနေအောင်မှ homeboy မှာလူသိမသိတဲ့အချက်လေးရှိသေးတယ်ဗျ။ပြီးတော့သူက smart home system ရဲ့အဓိကနေရာတစ်ခုမှာပါနေရမလို့ပြောရလေးရရှိတယ်ပေါ့နော်ဆိုတော့ကျွန်တော် smart speaker အကြောင်းတည်းကနေပြောမယ် smart speaker ဆိုတာသူကပုံမှန် speaker တွေမှာ internet နဲ့ချိန်ထားမျိုးပါအဲ့တော့ internet ပေါ်မှာရှိတဲ့သတင်းတွေကို sign application တွေနဲ့ဖွင့်လို့ထောင်းလို့ရတယ်ပြီးတော့ voice command တွေနဲ့ control လုပ်ခိုင်းတာမျိုးတွေတခြား smart device တွေကိုလှမ်းပြီးတော့ control လုပ်ခိုင်းတာမျိုးတွေအဲ့လိုမျိုးတွေလုပ်လို့ရတာမို့လို့သူ smart speaker လို့ခေါ်တာပါ smart speaker ထဲမှာမှလူသိများတဲ့ကောင်တွေကတော့ Apple Home Pod, Google ရဲ့ Nest Audio, Amazon ရဲ့ Echo Dot ပြီးတော့ Sonos ရဲ့ speaker တွေရှိတယ်ပေါ့နော် အဆိုးလို့ကကြတော့အနေဆုံးကောင်ကစတခြားကျန်တဲ့ကောင်တွေကဈေးနဲ့ပုံများတယ်ကျွန်တော်ကတော့ဒီနေ့ Apple HomePod Mini လေးရနေဆက်ပြောပါမယ် HomePod ကအခုဆိုရင်ထွက်ထားတာ၃ခုရှိတယ်အရင်ဆုံးထွက်ထားတာက Original HomePod ရဲ့ HomePod Mini ရဲ့ပြီးနောက်ဆုံးထွက်ထားတာက HomePod Second Gen ရဲ့ပါအလွယ်ပြောမယ်ဆိုလို့ရှိရင်တော့ HomePod အကြီးနဲ့အသေးပေါ့နော်အကြီးကကျတော့ second generation ကိုရောက်နေပြီဆိုတော့သဘောပါပဲ။ Original HomePod ကတော့ second ဆိုရင်တော့မှဝင်နေတော့ပါဘူး။ ာလို့ဆိုသူ့မှာ homeboard mini တို့ဒီ second gen homeboard တို့မှာပါတဲ့ feature တွေတော်တော်များများသူ့မှာမရတော့ဘူးအဲ့ဒီမှာ तू ကဈေးလည်းကြီးသေးရမလို့ပဲ design မှာကြာတော့အကြီးနှစ်ခုလုံးကအကုန်လုံးဒီပါတူတူပဲပေါ့နော်မတူတာလေးရာနည်းနည်းလေးတော့ရှိတယ် तू ကအပြင်ဘက်တစ်ခုလုံး fabric နဲ့ mesh လုပ်ထားတဲ့ design ပေါ့နော်လက်နဲ့ညှစ်လိုက်ရင်သူက ecc လေးပြီးတော့ तू อ่ะထက်ခက်ချက်ဆိုတာတဲ့ home appliance အိမ်သုံးပစ္စည်းနဲ့နည်းနည်းပို့ပြီးတူရလို့ခံစားရတယ်။ကျွန်တော်တော့ကြည့်ရနည်းနည်း classic channel လို့ခံစားရတယ်ပေါ့နော်။ မတူတာလေးရံကြတော့ဒီ second ကျန်မှာကျတော့ power joke ကိုဖြုတ်လို့ရပါတယ်ပြီးတော့ဘောကထက် service ကိုခေါ်တဲ့တက်ဆက်ခွင့်လုပ်တဲ့နေရာလေးက second ကျန်မှာတော့တဝိုင်းလုံးလင်း original ဘောမှာကျတော့အလင်းသားလေးပဲကွက်ပြီးလင်းတာမျိုးပါအဲ့ဒီနေရာမှာကျတော့ attach ပြီး inner လုပ်လို့ရတယ်ပေါ့နော် play pause ဆို stereo recorder တို့အတန်တိုးကျယ်တို့ပေါ့နော် mini ကကျတော့အဲ့ဒီ design ကိုမှတေးသေးနဲ့လုံးလုံးလေးဖြစ်သွားတာမျိုးပါ သူလည်းကျိုးကအသေးပဲပေါ့နော် mini မှာကျတော့အရောင်းပိုဆုံးတယ်အဖြူအမဲအပြအဝါလိမ္မော်ဆိုပြီးတော့900ရှိတယ် အကြီးမှကြတော့သူကအဖြူနဲ့အမဲဆိုပြီးတော့နှစ်အောင်ပဲလာတယ်။ဟုံးဘုံမီနီရဲ့အထဲမှာကြတော့သူ့ရဲ့ driver သူက full range driver တစ်ခုပါတယ်။ပြီးရင်သူ့မှာ radiator နှစ်ခုပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်သိချင်မသိပါဘူး။ဘူရဲ့ခောက်ရတာဒီတိပဲ။အတန် quality အဓိကမှမဟုတ်ခဏနေကြရင်တော့ sample လေးဖွင့်ပြပါမယ်။သူ့ရဲ့ functionality တွေကကြတော့အဓိကအနေနဲ့တော့တခြင်းဖွင့်လို့ရမယ်ပေါ့နော်။တခြင်းဖွင့်မှုတော့ကိုကိုကြိုက်တဲ့ swimming service ကိုတုံးလို့ရတယ်။ဥပမာ Spotify တို့ Apple Music တို့ YouTube Music တို့ပေါ့နော် Apple device မို့လို့ Apple Music ကအကောင်းဆုံးဆိုပေမဲ့ကျွန်တော်တို့ကတော့ဈေးကြီးလို့ကျွန်တော် streaming ဘိုင်းကို Spotify နဲ့ MP3 download အကောင်တွေကြတော့ Apple Music app ကိုပဲသုံးယူပါတယ်။နောက်ဆုံးကတော့ freeway ပေါ့ဗျာ။တခုကောင်းတာ Spotify မှာလည်း Siri နဲ့သတင်းဖွင့်နိုင်လို့ရတယ်။ဒါပေမဲ့ play ဘာဆောင်ညာဆောင် in Spotify ဆိုတာလေးတော့ထည့်ပြောရတာပေါ့နော်။အရင်ကဆိုရင်တော့ Spotify ကို application မှာပဲသတင်းသွားဖွင့်လို့ရတာပေါ့နော်။ 2023လောက်ကမှဒီ CV voice control ကိုသူကတုံးလို့ရတာပါအဲ့လိုမျိုး in Spotify ဘာညာမျိုးထည့်မပြောချင်ဘူးကြော်ညာရင်နားထောင်ညူဆိုလို့ရှိရင်သူ native pay တဲ့ streaming service တွေကိုတုံးလို့လည်းရတယ်အဲ့မှာနည်းနည်းလေး cool ဖြစ်တဲ့ ecosystem feature လေးတစ်ခုကတော့တခြင်းကို hand off လုပ်လို့ရတာပါအဲ့ဒါပါလဲဆိုလို့ရှိရင်တခြင်းကိုဖုန်းကနေ speaker ကိုပြောင်းချင်လို့ရှိရင်ဖုန်းကို speaker နားကပ်လိုက်ရုံပဲ air drop လုပ်လို့ပဲပေါ့နော်အဲ့မှာတခြင်းအကူပြောင်း transition လေးရ ော်တော်လေးကို satisfy ဖြစ်မှုကောင်းတယ်အဲ့လိုပဲစီကားနေဖုန်းကိုပြန်ပြောင်းနေလို့ရှိရင်နောက်တစ်ချက်ပြန်ခက်လိုက်ရုံပဲပြန်လန်ပေါ့နော်ထိုင်ရမထတခြင်းဖွင့်နေလို့ရှိရင်လည်းဒီ airplane ဆိုတဲ့ဟာလေးကိုနှိပ်ပြီးတော့ speaker ကိုရွေးပြီးတခြင်းဖွင့်လို့ရသေးတယ်အဲ့မှာသူကတချို့ bluetooth speaker နဲ့မတူတဲ့အချက်ကသူက airplane ကနေတခြင်းဖွင့်တာဖြစ်တဲ့အတွက်ကိုကို့ဖုန်းမှာတခြား audio source တွေလာလို့ရှိရင်လည်းသူကလာမလျှောက်ဘူးဥပမာဗျာ တချင်းဖွင့်မှုကတော့ကို Facebook တွေပိုင်းတုံးလို့ရှိရင် Facebook မှာ video တွေပိုင်းလာလို့ရှိရင်တချင်းတန်တွေပိုင်းရက်မသွားဘဲနဲ့ဖုန်းပေါ်မှာကြာတော့တချင်းလာနေပြီးတော့ကိုဖုန်းမှာကြာတော့ Facebook က video အတန်တွေလာနေမှာပါတချင်းကိုတွားပြီးတော့မထီဘူးပေါ့နော် YouTube ကြည့်လဲရတယ်တပြိုင်တည်းတုံးလို့ရတယ်ပေါ့နော် Bluetooth speaker ကြတော့ကိုဖုန်းမှာလာတဲ့အတန်တွေအကုန်လုံးက speaker မှာသွားပွင့်နေမှာဆိုတော့တချင်းဖွင့်ထားပြီးတော့ Facebook က video တွေပဲတက်လာလို့ရှိရင် တချင်းရက်သွားပြီးတော့ Facebook ကအတန်ကြီးသွားပြီးတော့ပေါ်နေရမျိုးရှိတယ်ပေါ့နော်ဆိုတော့ဗီဒီယိုတစ်ခုတက်တက်လာရတဲ့တချင်းတန်ရက်သွားမျိုးတွေကမမိုက်ဘူးပေါ့ဗျာပြီးတော့ Home Pod Mini နှလုံးတစုံရှိလို့ရှိရင်လည်း Studio Pay အနေနဲ့ပဲပြီးတော့ဖွင့်လို့ရသေးတယ်ကိုမအိမ်ခန်းနေနေများလို့ရှိရင်လည်းတခန်းတစ်လုံးစီထားပြီးတော့တစ်လုံးကြီးကြီးသက်သက်သုံးနေလဲရတယ်။ပြီးတော့အဲ့ခန်းတခန်းနဲ့တခန်းကို walkie talkie လိုမျိုးနှမ်းပြီးစကားပြောတဲ့ internet ကို feature မျိုးလည်းရသေးတယ်။ အဲ့ဒီ inner grow feature ကိုကြတော့အပြင်ကနေလဲ iPhone တို့ Apple Watch တို့ Apple CarPlay တို့ကနေလဲလမ်းမျိုးပြောလို့ရပါသေးတယ်။အပြင်ရောက်နေတော့တခုဝယ်လာအောင်မလားဘာညာလမ်းမေးတာမျိုးပေါ့နော်။အဲ့ဒါမျိုးလည်းလုပ်လို့ရတယ်။ဂိမ်းဆောင်နေလားအလုပ်နေလဲ။အဲ့ဒီမှာတခုရှိတာကြတော့ inner grow features ကဒီ HomePod mini ကိုဆက်တက်လုပ်ထားတဲ့ main phone ကနေပဲအပြင်ကနေလမ်းမျိုးလို့ရတာ။တခြား family member တွေထည့်ထားတဲ့ phone တွေနဲ့ပြင်ကနေလမ်းမျိုးတာမရဘူး။ တကယ်ဆိုရင်တော့ရရလို့တော့ကျွန်တော်ထင်တယ်ကျွန်တော်ပဲတစ်ခုခုလွဲနေရလားတော့ကျွန်တော်လည်းမပြောတတ်ဘူးပေါ့နော်ကျွန်တော်မျိုးစုံ travel ယူပြီးတော့လို့ cyber life ဖတ်ပြသွားတဲ့ချိန်မှာလည်းတိကျတဲ့အဖြေကိုမရလို့ဒါလေးတော့သတိထားလို့ရအောင်ထည့်ပြောပြတာပါပြီးတော့ကို့မှာ ever tv မျိုးပါလို့ရှိလို့ရှိရင်လည်း stereo ပဲအနေနဲ့တုံးပြီးတော့ကို့ရဲ့ main tv speaker အနေနဲ့လည်းတုံးလို့ရတယ် mac ရဲ့ main speaker အနေနဲ့လည်းတုံးလို့ရပါတယ်တခုရှိတာ mini ဆိုတဲ့အတိုင်းပဲ speaker ကလည်းနည်းနည်းသေးတော့သူ့ရဲ့ base အတန်တွေပါတော့အရင် deep မဖြစ်ဘူးပေါ့နော်။တခြား site ကြီးကြီး speaker နဲ့ရှင်းမှာပါ။ကျွန်တော်သုံးပြလောက်ဆိုရင်ရုပ်ရှင်ကြည့်တဲ့အချိန်မျိုးမှာ तू က dialogue တွေပါတယ်ကိုကြီးကြီးလေးလေးနဲ့ပို့ပြီးပြပြသသားကြားရတယ်။အဘယ်သူနေကပဲပို့ပြီးကောင်းလာတာတော့ကျွန်တော်မသိဘူးပေါ့နော်။ဒီမတိုင်ခင်ကကျွန်တော်စောင်းမားတစ်ခုနဲ့၃တော့ကကြတော့သူ့နဲ့သူ့တော့တော့ကောင်းပါလေ။ဒါပေမဲ့ home mini နဲ့ရှင်ပြီးနားထောင်ကြည့်တဲ့အချိန်မှာကြတော့ home mini ကထွက်တဲ့ တန်ကပို့ပြီးတော့ကြည်ပြီးတော့ clarity နဲ့နဲ့ပို့ကောင်းတယ်လို့ခံစားရတယ်တော်တော်သိသိတောင်ခံစားရတာပါ self separation တွေပါတယ်တော်တော်ကောင်းတာပါ high sp ကြီးပါညာနဲ့တော့အရှင်နဲ့ပေါ့ဗျာတခုပြောချင်တာကကျွန်တော်က audio file လဲမဟုတ်သလိုအတန်ကြောင်းလေတိတိကျကျအရင်တော့နားမယ်ပေါ့ကျွန်တော်ပြောတာတွေကကျွန်တော်ကြားတာနဲ့ကျွန်တော်ထင်တာကိုပြောတာမလို့အမှားတွေပဲပါလို့ရှိရင်ကြိုးပြီးတောင်းမယ်ပါလေနောက်တစ်ခုကကို့မှာ home kit device တို့ meta support လုပ်တဲ့ device တို့ပါလို့ရှိလို့ရှိရင်လေ home board နဲ့လှမ်းပြီး control လုပ်လို့ရသေးတယ် ဥပမာမီးဖွင့်ခိုင်းတာတို့အယောင်ပြောင်းခိုင်းတာတို့ TV ဖွင့်ခိုင်းတာတို့ဒေါ်ဘက်ကင်မရာနေစကားလမ်းပြောတာတို့ဘာညာပေါ့ဗျာကျွန်တော်မှာတော့ Apple TV ရလွယ် channel မရှိတော့စမ်းပြလို့မရဘူးရှင်းဗီဒီယိုမှာပြောခဲ့သလိုပဲအဲ့အတွက် PC တက်တက်ဆိုပြီးပြန်လာခဲ့ပါမယ်ခုနကပြောလိုက်တာကြီးတဲ့ဟာ Matter support လုပ်တယ်ဆိုတာနဲ့ Threat ကိုလည်း support လုပ်ပါတယ် မန်တာနဲ့သူရဆပူဆိုတာကိုလည်းကျွန်တော်ရိုးရိုးရှင်းလေးနဲ့အတူတူကြီးပြောပြအောင်မယ်မန်တာဆပူဆိုတာတော့ကျွန်တော်အရင်တော့ Apple တို့ Google တို့ Samsung တို့ကသူရ ecosystem ကြီးအနေနဲ့လေးကျင်းတယ်အဲဒီမှာမှသူကကို ecosystem ကိုလာပြီးတော့ဆပူလုပ်တဲ့ smart device တွေကိုပဲကိုရီးယားအဓိကတောင်းရတာပေါ့နော်ဥမာ Google ဆိုလို့ရှိရင်လည်း Work with Google ဆိုတဲ့ဟာနဲ့ Apple ဆိုရင်လည်း HomeKit device ဆိုတဲ့ဟာကိုဝေးပြီးသုံးရတာမျိုးပဲ iPhone ကံပြီးတော့ Google support လုပ်တဲ့ device နဲ့သုံးကြည့်ရင်ကြတော့ application တက်တက် download တောင်းရမှာမလို့ server ကနေခိုင်းနေတာတို့ control center ကနေတိုင်းဆွဲဆိုင်ပြီးတုံးတဲ့ပုံစံမျိုးတွေတုံးလို့မရဘူးဒါပေမဲ့ matter ကို support လုပ်လို့ရှိရင်ကြတော့ Google နဲ့ဖြစ်ဖြစ် iPhone နဲ့ဖြစ်ဖြစ် Samsung နဲ့ဖြစ်ဖြစ်အကုန်လုံးနဲ့တုံးလို့ရသွားတယ်မျိုးပါ Threat Network support ဆိုတာမျိုးကကြတော့ smart device တွေကသူအချင်းချင်းဆက်သွယ်နေရမျိုးပြောတာပါပုံမှန် Threat Network မပါတဲ့ device တွေဆိုလို့ရှိရင်သူက main control လုပ်တဲ့ hack ကိုပဲလှမ်းပြီးဆက်သွယ်ရပါဥပမာဖုန်းထဲက application နဲ့ပဲ control လုပ်လို့ရတာတို့ smart home hub ဆိုတဲ့ smart device တွေအကုန်လုံးကို control လုပ်တဲ့ device တစ်ခုတည်းအနေပဲ control လုပ်လို့ရတာလို့အဲ့လိုမျိုးရှိရပါတော့။ Prana Home ကို support လုပ်လို့ရှိရင်ကြတော့သူက device တွေအကုန်လုံးကအချင်းချင်းဆက်သွယ်နေတာဖြစ်တဲ့အတွက်ကိုဒီ home board ကနေမီးလုံးကိုလှမ်းပြီး control လုပ်လို့ရတာမျိုးပါ။ဖုန်းထဲ application ကိုတိုက်ရိုက်သွားပြီး control လုပ်စရာမလိုတော့ဘူးပေါ့ဗျာ။ပြန်ပြီးရတော့ဒီလောက်ပဲ။ကျွန်တော်လည်းဒီကြီးပဲနားလည်တယ်။ဆိုတော့သူက matter နဲ့ thread နဲ့ကို support လုပ်တယ်ပေါ့ဗျာ။နောက်တစ်ခုကသူက set up လုပ်ထားတဲ့ family member တွေရဲ့အတန်တွေကိုမှတ်ထားတာမျိုးပါ။ အဲ့တော့သူကမေးလိုက်လို့ရှိရင်ကိုနဲ့ဆိုင်တဲ့ information တွေပဲပေးတယ်ပေါ့နော်ဥပမာကိုဖွင့်နေကြတခြင်းကိုတိနေတာမျိုးဒါမှမဟုတ်လေဖုန်းပြောင်းနေလို့မေးလိုက်လို့ရှိရင်ဘသူဖုန်းရှာပြီးပါလို့မေးကြရမလို့ပဲနဲ့မေးတဲ့သူရဲ့အတန်ပေါ်မူတည်ပြီးတော့အဲ့ဒီမေးတဲ့သူရဲ့ဖုန်းကိုအတန်မီပြတာမျိုးပါ Siri where's my phone Looking for your iPhone 16e It's nearby pinging Ju's iPhone 16e now ပြီးတော့ Siri ကနေလည်း information တွေမေးလို့ရတယ် Siri, when is the Black Friday? It's Friday, November 21st, 2025. အဲ့ဒါကတော့ Siri အလုံးနိုင်စွမ်းပါပဲ။ဟိုဒီရပေါ့နော်။နောက်ဆုံးချက်ကကျတော့လူတော်တော်များများမသိတဲ့ချက်ပါ။သူ့မှာ temperature sensor နဲ့ humidity sensor ပါတယ်။ Home Mini က2020ရထွက်ပေမဲ့ဒီ sensor တွေကိုသူက2023မှာ activate လုပ်ပြီးလိုက်တာပါ။ Software update နဲ့ပေါ့နော်။အဲ့တော့2020တုန်းကသူ့ရဲ့ event မှာတော့ဆိုရင်သူအဲ့ဒါကိုထည့်မပြောသွားတော့ဘူး။ တော်တော်ကအဲ့ဒါကိုမသိကြဘူးဗျ။အဲ့ဒီစင်ဆာကြီးကတော့နာမည်တိုင်းပဲပေါ့နော်။အခန်းဘူးချိန်တိုင်းမိတာတို့အခန်းဆိုတိုင်းစတိုင်းမိတာတို့အဲ့လိုမျိုးတိုင်းမိတာမျိုးပါ။ပြီးတော့တခြား automation စင်စေပိုင်းလည်းနည်းနည်းလုပ်လို့ရသေးတယ်။ကိုအိမ်ပြန်လာလို့ရှိရင်တချင်းအော်တိုပွင့်လာတာတို့ကိုပြင်သွားမယ်ဆိုလို့ရှိရင်တချင်းရက်သွားတာတို့ဒါပေမဲ့အဲ့လိုတချင်းအော်တိုပွင့်တဲ့ automation တွေပါလေလောက်တာမျိုးကကြတော့ Apple Music တုံးတဲ့လူမျိုးတွေမှာရတာမလို့ကျွန်တော်လည်းအသေးစိတ်တော့ထပ်ပြောတော့ပါဘူး ူးဆိုင်ဟုံးပေါ်စကန်တက်မှာပူပါတဲ့ဟာကြတော့သူက Rosenzin လို့ခေါ်တဲ့ကို့အခန်းရဲ့အကျယ်ဝန်းတဲ့တင်နေရာပေါ်မူတည်ပြီးတော့သူအဆန်ဟုတ် calibration လုပ်ပေးတာမျိုးနဲ့ special audio ဆိုတဲ့သူရုပ်ရှင်တွေအတိုင်းနောက်ကလာတဲ့အတန်တို့ရှေ့ရလာတဲ့အတန်တို့ခွဲပေးတာမျိုးပေါ့နော်စရောဆောင်လိုမျိုးပေါ့ဗျာအဲ့လိုမျိုးလုပ်ပေးတဲ့ feature နှစ်ခုပဲပူပါတာပါအဲ့နှစ်ချက်ကလည်းအကုန်လုံးတူပဲအော်ကျွန်တော်ဟုံးပေါ်မှာကြတော့အခုအပေါ်မှာပြောခဲ့တဲ့ feature တွေဆိုတော့မများမရတော့ပါဘူး ပီကန်ဆိုတဲ့အတိုင်းပဲသူ့ရဲ့အသံ quality ကတော့မပြတ်မနေထည့်ပြောပါလိမ့်မယ်ကျွန်တော်စမှန်ကြတော့ homework menu လေးတစ်ခုပဲရှိလို့ကြံတဲ့ဟိုင်းနဲ့တော့အဆင်မပြတော့ပါဘူးသူ့ရဲ့အသံကျန်းစင်းလောက်ကျဲတယ်အဆုံးတင်လိုက်လို့ရှိရင်ဒီတက်တက်လေးကထွက်တယ်ဆိုတာရုံးနေကြရအောင်မကောင်း stereo ပဲနေနဲ့ဖွင့်လာလို့ရှိရင်တော်တော်လေးကိုကျဲတာပါလုံးဝ100%အဆုံးတင်လာလို့ရှိရင်တော့အသံနည်းနည်းလေးတော့ distort ဖြစ်တယ်လုံးဝနည်းနည်းလေးပဲ75 to 80%လောက်မှဇူးလို့ရှိရင်တော့နားထောင်တာတကယ်ရှိပဲဘလိုပဲဖြစ်ဖြစ်ပေါ့နော် ပီကာဆိုတာမျိုးကစိုက်နဲ့အတန်နဲ့တိုက်ရိုက်ချိုးကြနေတာဆိုတော့ base မှာကြာတော့အရင်ဒီမဖြစ်ဘူးတခြား speaker အကြီးကြီးနဲ့ရှင်းလိုက်မှာပါဒီတိုင်းသူ့ဆိုင်နဲ့သူဆိုရင်တော့တော်တော်လေးကိုစဉ်းပြေးပါတယ်ပြီးတော့ hot day rb ဗန်နားထောင်မယ်ဆိုလို့ရှိရင်တော့အတန်ကနည်းနည်းပိုကြည့်ပြီးတော့နားထောင်လို့ကောင်းတယ်ပေါ့နော် rock day melody ဆိုလို့ရှိရင်တော့သူ instrument တွေနည်းနည်းလေး mix ဖြစ်သွားတဲ့ခံစားချက်ကိုတော့ရတယ် sample လေးတစ်ချက်နားထောင်သွားကြည့်ပါဦး အနေနဲ့ပြောရမယ်ဆိုလို့ရှိရင် home park mini လေးရာမရှိတော့မသိတာပဲမဲ့စီးပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့ day to day life မှာလိုအပ်လို့လိုအပ်နေမှမသိတဲ့ device တစ်မျိုးပဲဗျ။တခြင်းဖွင့်ထားပြီးတော့ Facebook ပဲသုံးသုံး YouTube ပဲသုံးသုံး video အတန်တည်းလာပြီး distract မဖြစ်တော့တာမျိုးတွေကတော်တော်လေးကိုအဆင်ပြေရဲ့ဗျ။အဲ့ဒါမျိုးတွေက AirPods နဲ့ချက်တက်ထားရင်တော့မရဘူး။ပြီးတော့သူက mini ဆိုတဲ့အတိုင်းပဲကိုက apartment တွေပိုင်းနဲ့နေရတဲ့လူမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့ဘေးပတ်ဝန်းကျင်တွေအတွက်လည်းအရင်ကြီးနောက်ဆက်မှဖြစ် ပြီးတော့ inner gun လိုမျိုး features မျိုးတွေနဲ့ ecosystem တွေကလည်းအရင်ကို seamless ဖြစ်တယ်ကိုကသချင်းနှားထောင်တာကြိုက်ပြီးတော့ app ရဲ့ ecosystem ကိုလည်းကြိုက်တယ် smart home ကန်ဇက်တွေကိုလည်းစိတ်ဝင်စားရသူဆိုလို့ရှိရင် app product တွေထဲမှာဒီကောင်လေးကသေးသက်သာဆုံးပဲဆိုတော့ကိုက smart home တစ်ခုလောက်စားချင်တဲ့စိတ်ရှိလို့ရှိရင် homebot mini လေးကစပြီးစဉ်းစားတဲ့နေရာထဲမှာပါပါတယ်ဒါပေမဲ့ဝယ်မယ်လို့စဉ်းစားလာလို့ရှိရင်တော့ homebot mini ကစကန်ကြံလာရမယ်လို့ rumor တွေထွက်နေတာမလို့ခဏလေးစောင့်မှုကြံပေးချင်ပါတယ် ဲ့တော့ညီကိုညီမတို့ဟောင်းပေါ်မီနီလေးကိုဘလို့ထည့်လဲပြပြီးတော့ Google ရဲ့ speaker တွေနဲ့ Amazon ရဲ့ Echo Dot တွေပါတုံးတယ်လူကြီးလို့ရှိရင်လည်းဘာတွေကြွားယူဘာတွေမဆိုင်ဘူးလဲဆိုတာကိုအောက်က comment ထဲမှာစိတ်ကြိုက်အားမနာတဲ့ဝင်ရောက်ဆွေးနွေးညွှန်ကြားလို့ရပါတယ်နောက်ဗီဒီယိုမှာတော့ကျွန်တော် camera comparison လေးကြီးလာဖို့ရှိပါတယ်စိတ်ဝင်စားရင်တော့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ် bell လေးပါဒီဝေးတိုင်းတော့ပို့ပြီးကောင်းတာပါဗျာအားလုံးပဲပြင်နေကြည့်ရပါသေးတယ်ကျွန်တော်တော့ save လိုက်ပါ have a great one